ရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖားပြူကြီးရွာကအသက်၉နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုတရွာရင်းနေအမျိုးသားတယောက်ကအာမပြူကျင်ပြီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။အသက်၉နှစ်အရွယ်မျိုးသမီးငယ်တယောက်ကိုမေလ၆ရက်နေ့ကရွာပြင်တနေရာမှာအာမပြူကျင်ပြီးတော့တပ်ဖြတ်ခဲ့တာဖြစ်ပြီးကျူးလွန်ခံရတဲ့မိန်းကလေးငယ်ရဲ့ရုပ်အလောင်းကိုလည်းတစ်ပင်မှာကြိုးကွင်းစွတ်တွဲလောင်းထားခဲ့တယ်လို့ဆိုပါရယ်။ ကလေးရွယ်မိန်းကလေးကိုအာမပြုကျင့်တက်ဖြတ်ပြီးရုပ်လောင်းကိုလည်းကျိုးဆွဲချထားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလက်ရှိမှာတော့တရွာရဲနေအမျိုးသားတယောက်ကိုတန်တရားတရားခန့်အဖြစ်အေအေကဖမ်းဆီးစစ်ဆေးနေတယ်လို့မင်းပြဒေသခံအမျိုးသားတယောက်ကပြောပါတယ်အာမပြုချိတ်ခံရသူမိန်းကလေးငယ်ရဲ့မျက်နှာတွေမှာလဲထိုးချိတ်ခံရတဲ့ဒဏ်ရာတွေရှိနေပြီးကျူးလွန်သူကိုထိုက်တန်တဲ့ပြစ်ပေးအေးအေးယူမှုတွေပြုလုပ်နိုင်ဖို့ဒေသခံတွေနဲ့အမျိုးသမီးအရေးလှုပ်ရှားသူတွေကတောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်ရှင် ARD တိုင်းမြန်အောင်ငတိုင်းချောင်းကြံကင်းအင်ကပူနဲ့လင်းမျက်နာမြို့နယ်တွေမှာစစ်မှုထမ်းဖို့အသက်16နှစ်ကနေ35နှစ်အတွင်းရှိသူတွေကိုကျငွေသိန်း100ပေါက်ဈေးအထိပေးနေပေမဲ့စစ်မှုထမ်းမဲ့သူမရှိတော့တဲ့အတွက်အသက်40ကျော်တွေကိုပါလက်တက်လိန်လေပြီးတော့စစ်မှုထမ်းနဲ့ထည့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ် စစ်မှုထမ်းဥပဒေကြောင့်ဒေတာရင်းမှာရှိတဲ့လူငယ်တွေဟာပြည်ပနိုင်ငံတွေကိုအလုတ်သွားရောက်လုကင်သူနဲ့တိုင်းသားဒေတာတွေကိုရှောင်တိန်တာတွေများပြားလာတဲ့အတွက်ဒေတာရင်းစစ်မှုထမ်းဖို့အခကျင်းငွေပေးငှားရတဲ့ဈေးမြင့်တက်လာတာလို့ဆိုပါတယ်စမှုထမ်းဖို့အတွက်ကြေးရအုပ်စုတစုကိုလူငယ်တယောက်မဖြစ်မနေပေးရတဲ့အတွက်လူငယ်တွေတိတ်မရှိကြတော့ဘဲအစားထိုးလူငါဖို့တိတ်တရာပေးတာတောင်သွားမဲ့သူမရှိဘူးလို့မြန်အောင်မျိုးကန်တယောက်ကပြောပါရရှင် စစ်ကောင်စီနဲ့ TNLA တအန်းတက်တို့တွဲဆုံဆွေးနွေးပွဲဟာမအောင်မြင်ခဲ့တာကြောင့်ကြောင်မင်းမျိုးကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်လာမှာကိုမျိုးကံတွေစိုးရင်နေကြပါတယ်ခွန်စောသတင်းပေးပို့ထားပါတယ်ရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ TNLA တအန်းတက်တို့ဟာ AP 28နဲ့29မှာတရုတ်နိုင်ငံကုမင်းမျိုးမှာအပြစ်ရရေးဆွေးနွေးခဲ့ပါတယ်အဲ့ဒီတွေ့ဆုံပွဲဟာအစဉ်ပြေမှုမရှိတာကြောင့်တရားနာနေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာနေထိုင်တဲ့ပြည်သူလူထုတွေဟာစစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာမှာနဲ့လေကြောင်းအပြင်းထန်တိုက်ခိုက်လာမှာကိုစိုးရိမ်နေကြတာပါတီရန်နန်ရသတင်းသားရှင်တွေမေးပါလောက်ပြီးတော့တရုတ်ကိုပေါ်တင်စိန်ခေါ်လိုက်တယ်လို့ပဲပြီးတော့ဆ ਾਇ ရမှာပဲလေကြောင်းကတော့တေချာပေါက်လာမှာပဲလက်ရှိကြောင်မဲမြို့မှာ ပြန်လည်နေထိုင်နေသူတွေနဲ့စီကားစာပြုတ်နေပြီးလေကြောင်းတိုက်ခတ်ခံရမှုတွေလည်းဇက်တိုက်ရှိနေပါတယ် စကိုင်းငလင်ကြီးစလောက်တဲ့မလ28ကနေမေလ9ရက်နေ့ထိနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှုပေါင်း485ကြိမ်ရှိခဲ့ပြီးအဲ့ဒီစည်ရင်းထဲမှာမေလ9ရက်နေ့ကကြောင်မဲမျိုးကိုလေကြောင်းတိုက်ခိုက်တဲ့2ကြိမ်ပါဝင်ပါတယ်။ဒါကြောင့်ကြောင်မဲမျိုးပေါ်ရက်ွက်တချို့မှာ ဈေးဆိုင်ဖွင့်တာနဲ့လူအတော်လာနေတော့တယ်လို့ဆိုပါတယ်။ဆွေလေးပေးပြီးရတယ်နောက်ရလာပြီးပြစ်လိုက်တော့ဒီနေ့ကိုမနေ့ကိုခုနဈေးကိုတပတ်လိုက်တဲ့ခါကျတော့ဈေးမှာဆိုင်လေးတွေကမခင်းတော့ဘူးတချို့ခါတိုင်းဆိုရင်ဈေးက तू က3နိုင်လောက်မှပိတ်တယ်အခုဆိုရင် तू က7နိုင်လောက်ဆိုပိတ်တယ်။ TNN တွေကကြောင်မဲမြို့ကို2024အောက်ဂုလကတင်ပိုက်ခဲ့တာပါ။မြူတိန်တိုက်ပွဲဆက်တင်ဖြစ်ပွားကလေးကနေအိမ်နဲ့မိသားစုဝင်တွေဆုံရှုံခဲ့ရလို့စိတ်ဒဏ်ရာရနေကြတူတူလည်းရှိပါတယ် ူတို့တွေကတော့ကြောင်မဲမှာတကြောပြန်ပြန်လဲတိုက်ပွဲဖြစ်ပွားမှာ ਨੇ လေချောင်းတိုက်ခိုက်ခံရမှုကိုစိုးရိမ်လို့နေရမပြန်သေးပဲဆက်လက်တင်းရှောင်နေကြပါတယ်မပြန်ဖြစ်တာကအဓိကလေချောင်းကြောင့်လားဆိုတော့လေလေချောင်းကြောင့်အပြင်ကိုကျွန်တော်မယားညီကိုကအဲ့မှာလက်နဲ့ကြီးထိပြီးတော့အကုန်လုံးအဲ့မှာမိသားစုလိုက်ပေးကုန်တာလေမပြန်ဖြစ်ဘူးမပြန်ဖြစ်ဘူးကျွန်တော်တနေ့ပြေတော့မယ်ကြောင်မဲဒီနေ့ဖြစ်မနေ့ပြန်ထွက်တာပဲ 2023အောက်တိုဘာမှာစတင်ခဲ့တဲ့တဆင်နှစ်သက်ခွန်စစ်စင်ရေးနောက်ပိုင်းတရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ TNN ကြားတွေ့ဆုံမှု9ချိန်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ AP လအတွင်းကတွေ့ဆုံပွဲမှာစစ်ကောင်စီဟာမန်လင်းမူဆယ်တရုတ်ကုန်တွယ်လမ်းမိုင်းပေါ်က TNN ထိန်းချုပ်ထားတဲ့နောင်ချူ၊ကြောင်မင်း၊တီဘောမျိုးပါဝင် မိုးကုန်းနဲ့မိုးမိန်မြို့တွေကစုခွာပေးဖို့တောင်းဆိုရကနေဆွေနေပွဲမအောင်မြင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါပါကစ္စတန်စစ်တပ်ဟာအိန္ဒိယရဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေအပေါ်ပြင်းပြင်းထန်ထန်ရှုံချခဲ့ပြီးအချိန်နရနဲ့နီလန်းတွေကိုကိုရိုင်းရွေးချယ်ပြီးတုတ်ပြန်သွားမယ်လို့ကြေညာခဲ့ပါတယ် ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်ချုပ်ကြီးအာမစ်ရှရစ်ချောင်ဒရီကအိန္ဒိယရဲ့လုပ်ရက်တွေဟာအကြောင်းမဲ့အကြမ်းဖက်မှုဖြစ်ပြီးပြောင်ပြောင်တင်းတင်းရန်လုံမှုဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အိန္ဒိယတွေတိုက်ခိုက်ခဲ့တဲ့နေရာ6ခုမှာအကြောင်းမဲ့ပြောင်ပြောင်တင်းတင်းရန်စားတိုက်ခိုက်မှုတွေကြောင့်ပါကစ္စတန်မှာအရဲသား26ယောက်သေဆုံးခဲ့ပြီး46ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ါကစ္စတန်ရှိနေရာ6ခုကိုပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီးအဲ့ဒီမှာဗားစစ်သွေးကြွစခန်းတွေမှာမရှိကြောင်းအစ္စလာမဘက်ကပြောကြားခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ဘက်ရှိအကြမ်းဖက်အခြေခံအဆောက်အုံ6ခုကိုတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေဟာပြီးခဲ့တဲ့လကအိန္ဒိယဘက်ကက်ရှမီးယားမှာအစ္စလာမစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်ဟိန္ဒူခရီးသွား26ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်ဆက်မှုရှိနေတယ်လို့ဆိုပါတယ်ရှင်။